မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဆရာကဒီတနင်္ဂနွေသာသမီမိတ်ဆွေတို့ကမေလ15ရက်ကနေပြီးတော့22ရက်နေ့အပြင်မှာတပတ်တာအပြင်မှာဖြစ်ပေါ်လာမယ်ကံကြမ္မာဟောစရန်အကျင့်ကိုတားတော့နဲ့ဆွဲပြီးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္ဂနွေသာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဘေးပြာမှန်မြဝေးကွာကြပါစေကြောင့်ဆရာကဒီကနေ့ဥစွာပထမထောပနာပြုဆန္ဒပြုရင်းနဲ့တနင်္ဂနွေသာသမီမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့စိတ်ထဲမှာ မေတ္တာရည်နေရနဲ့ပတ်သက်ပြီးတော့တွေးခေါ်ကြံစနေတာမျိုးအရှိန်ကြီးနဲ့ပတ်သက်လို့တွေးခေါ်ကြံစနေတာမျိုးတွေလိုအပ်စဉ်းစားတွေးခေါ်နေတယ်မိမိအနေနဲ့ရည်စားမရှိသေးတဲ့လူငယ်တွေဆိုလို့ရှိရင်ရည်စားရှစ်သူရည်စားငါဘလို့ဖူးစာပန်းနဲ့ရရင်ကောင်းမလဲဘလို့အိမ်အောင်ကြရင်ကောင်းမလဲဆိုတာမျိုးတမီရည်စားများအနေနဲ့ဆိုလို့ရှိရင်မိမိရဲ့ဟာလာဖူးစာပန်းဟာဘလို့လူမျိုးလဲဆိုပြီးတော့တည်တည်ရှည်ရှည်ကိုစဉ်းစားတွေးခေါ်နေတော့ကာလကံမျိုးဖြစ်တယ်အိမ်အောင်ရှင်များဖို့ဆိုရင်လည်းမိမိတို့အနေနဲ့အိမ်အောင်ရည်နဲ့ပတ်သက်လာဘာကြောင့်အဆင်မပြေခြင်းတွေဖြစ်ရသလဲသို့မဟုတ်လို့ရှိရင်အိမ်အောင်ရည်နဲ့ပတ်သက်လို့ဘာကြောင့်ဝေ ေးနေရတယ်ပေါ့ဒီလိုနားလည်မှုတွေဖြစ်နေတယ်လဲဆိုရဲအိမ်တော်ကြီးနဲ့ပတ်သက်တဲ့မေတ္တာရေးရာပတ်သက်တာတွေမှာအဖြေရှားချိန်ဆတွေးခေါ်နေတော့ကံမျိုးဖြစ်ပါတယ်ခင်ဗျာအလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်ရင်တော့လုပ်ငန်းအတွင်းမှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတတ်တော့ကာလဖြစ်ပါတယ်ဒါကြောင့်လူလုံးရဲ့သားသမီးတွေတွေနဲ့အလုတ်နဲ့ပတ်သက်လာရင်အလုတ်ကိုင်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးအကဲတွေရဲ့ပြားပေးမှုလေးတွေနည်းနည်းလေးကြုံနေရတာမျိုးတွေဖြစ်စေလုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အစင်မပြေတာမျိုးနည်းနည်းလေးစိတ်ပန်းလူပန်းတာမျိုးလေးတွေကြောင့်အလုံးမှာ အဲကိုကဥစည်းဥဆောင်လုပ်နေရတာမျိုးဟိုနေရာလဲပါရဒီနေရာလဲပါရနဲ့စိတ်တွေမွန်းကြအိုက်နေတော့ကာလာဖြစ်တဲ့ဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းအရာဓုအလုတ်ကင်နဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ယာဓုလုပ်ငန်းကင်နဲ့ပတ်သက်လို့အပြောင်းလဲအပြောင်းရွှေ့လေးတွေမှာတော့အားနည်းစီတာမျိုးလေးတွေဖြစ်ပေါ်နေတော့ကာလာဖြစ်တဲ့အထက်လူကြီးအကြီးအကဲတွေရဲ့အမြင်တော်မှုလေးတွေဖြစ်နေတတ်တယ်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့မိတ်ဆွေများစီးပွားရေးလုပ်ငန်းကင်နဲ့ပတ်သက်ပြီးတော့စတင်လှုပ်ဆောင်တဲ့မိတ်ဆွေများအဖို့ကတော့ အဲဒီကလာတာတော့တွေ့မှာဆိုရင်အဲလုံးနေရင်းနဲ့ပြည့်ရင်တာမျိုးလေးတွေအားနေပါတယ်ဘာကိုလှုပ်လို့တနည်းနဲ့သတိမိတွေကဒီအပတ်တာတော့တွေ့မှာတော့အပြိုင်ဆိုင်အတိုက်ခိုက်တွေများနေတတ်တဲ့အတွက်အဲဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့လုပ်ငန်းပြိုင်အလုပ်ပြိုင်တွေဒရီသားစင်ကျင်ပါဘာကိုဖြစ်ဖြစ်ကြိုတင်ဖွင့်ပြောတာမျိုးလေးတွေဟာအပြတ်သဘောကိုဆောင်ပါတယ်ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ဖို့တိုးချက်ခြင်းထက်လက်ရှိရှိနေတဲ့အလုပ်ကိုအကောင်းဆုံးအဖြေရှာချိန်ညှိပြီးတော့အဲထိန်းထားထိန်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 းလောက်တာပုံမှုအားတာတော့ကာလဖြစ်ပါတယ်ကျမကြီး 将来人不得来咯，爸妈手里也冇是话 ကျမ်းမာရင်လည်းပတ်သက်လာရင်မိမိတို့အနေနဲ့စိတ်စိတ်ထဲမှာမပြောတာမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းဖြစ်ရတာမျိုးလေးတွေကြောင့်ကျမ်းမာရင်လည်းပတ်သက်လာရင်စိတ်မောလူမောဖြစ်ရတာမျိုးခုနကကြိုက်ဒီနကခဲတာမျိုးအိတ်မပြောအတွေးလွန်တာမျိုးဒါလေးတွေကလည်းကျန်တာဆူဆူဝါးဝါမရှိလာပါဘူးကျမ်းမာရင်လည်းပတ်သက်ရင်တော့စိတ်ပျော်ရင်ကိုကျမ်းမာပြီးစိတ်ညစ်ရင်ကျမ်းမာရအလိုလိုစိတ်တက်ကြလာတဲ့တဲ့ကမိမိရဲ့စိတ်ပေါ်မှာသာမူတည်တဲ့တဲ့ကကျမ်းမာရဘာမှစိုးရင်စရာမရှိပါဘူးသို့တော့အဲလက်စစ်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေယင်နေနဲ့ပတ်သက်တာဓာတ်တွေနဲ့ပတ်သက်တာမျိုးလေးတွေမှာကိုင်းတွယ်ကိုင်းအသုံးပြချတဲ့အခါမှာတတိ ထားပါနည်းနည်းအနည်းငယ်သတိထိခိုက်ချနာခြင်းမျိုးလေးတွေကျောင်းကတက်တော့လအပတ်တာဖြစ်ပါတယ်ခင်ဗျာငွေကြီး ငွေကြီးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လိုက်တောင်းဆိုပါရရှိနိုင်ပါတယ်စတင်လှုပ်ဆောင်လို့ရတဲ့အလုပ်တွေရှေ့တို့ဆောင်ရွက်ပါငွေကြီးဆိုင်ရာကိစ္စတွေမှာတော့ဘာကိုဖြစ်ဖြစ်ကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ဆောင်ရွက်ရင်အင်မတန်အားသာကောင်းမွန်ပါတယ်ထီကန်ဆန်းလို့ကောင်းတော့အပတ်တာဖြစ်ပါတယ်ငွေကြီးကိုင်ငံနဲ့ပတ်သက်လာတဲ့အခါလက်လွန်ထားတဲ့ငွေကြီးတွေဟာစုံတော့မလို့ဖြစ်နေတဲ့ငွေကြီးတွေသို့မဟုတ်ငွေကြီးနဲ့ပတ်သက်လို့ပြောဆိုတဲ့အခါမှာကိုကရေရဲဝင်းဝင်းနဲ့ကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ရတုတ်တက်ရှင်နဲ့ရရှိမယ်ဆိုတဲ့အပတ်တာဖြစ်တယ်ငွေကြီးကိစ္စနဲ့ပတ်သက်လာရင်ငွေဝင်လာတာမျိုးလေးကြုံရတတ်တယ်အဲဟိုရရှာနေရှာ ာတိုင်းတစ်ပါးပြီးပါခီးသွားနိုင်ငံခြားခီးသွားတဲ့ပတ်သက်တာမျိုးလေးတွေဆိုလို့ရှိရင်လေဒီကာလအတော်ဒီမှာအဲရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ကောင်းမွန်သောကာလဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးကံဟာနည်းနည်းလေးဟိုဟို50 50ပဲမိတ်ဆွေတို့အနေနဲ့ကိုကိုယ်တိုင်အတတ်ပညာတစ်ခုခုကိုတင်ယူမယ်ဆိုလို့ရှိရင်လေမိတ်ဆွေတို့အနေနဲ့ဖြစ်ချင်တဲ့ဆန္ဒလမ်းကြောင်းတွေကိုစတင်ဖောက်လုပ်ရအောင်ကောင်းသောအပတ်တာကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာအတော်ဒီမှာ အထူးသဖြင့်ခရီးသွားကိစ္စလေးတွေမှာအလွယ်လွယ်လျှော့လျှော့ဖြစ်တတ်တယ်ရဲဝေးခရီးသွားနဲ့ပတ်သက်ရင်ကောင်းတယ်ပြည်ပနိုင်ငံခြားနဲ့ပတ်သက်ရင်ကောင်းတယ်နိုင်ငံခြားသားဘာသာရှားလူမျိုးရှားတွေရဲ့အကူအညီကိုရရှိတတ်သောကာလဖြစ်တယ်တို့ရတဲ့အလင်းဆလိုဆုံးဖြတ်တာမျိုးတွေဒေါသကိုရှည်တန်းတင်ပြီးလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာတော့ဖြစ်နိုင်ရင်မိတ်ဆွေတို့ဒီအပတ်တာတော့ဒီမှာတော်တော်ကိုတတိပြုစင်ကြရမယ့်ကာလဖြစ်ပြီးတော့ကိစ္စရတဲ့ခုခုကိုအလင်းဆလိုဆုံးဖြတ်တာမျိုးလေးတွေအလင်းဆလိုဒေါသနဲ့ဝန်ကနေဒိုင်းကနေပေါက်ကွဲထွက်စေတဲ့လုပ်ငန်းလေးတွေကိုချိတ်တုတ်ဆောင်ရတာမျိုးလေးတွေမှာအားနည်းစေသောကာလဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့အနေနဲ့ နဲ့အခွင့်အလမ်းကောင်းနေရရှိတတ်တဲ့တည်ငောင်းနေကြာရတတ်တဲ့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရရှိတတ်တာမျိုးလုပ်ငန်းကိုင်တဲ့နဲ့ပတ်သက်လို့အခက်အခဲအကြံကြာတွေပေါ်လာရင်အဲမိမိတို့ရဲ့အထက်လူကြီးအကြီးကအမျိုးသမီးတွေရဲ့အကူအညီတို့မဟုတ်မိမိရဲ့အမေအမအဆရှိတဲ့သူတွေနာနေအကြံစီရယူပြီးတော့လုတ်ဆောင်ရင်အဆင်ပြေခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာနော်အဲရှစ်သူကြီးစားမရှိသူတွေရှစ်သူကြီးစားရရှိတတ်သောကာလဖြစ်ပါတယ်။တမီးစားများအနေနဲ့ကတော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်တိုင်ပင်ထားတာမျိုးကပုံမကောင်းမှုန်ပြီးတော့အာသာစီပါလိမ့်ခင်ဗျာအိမ်အောင်ရင်းနဲ့ပတ်သက်လာရင်ငကို ကဝေးကွာနေတော့အိမ်အောင်ရှင်များအဖို့အိမ်အောင်ကြီးနဲ့ပတ်သက်လို့ပြန်လဲစုံစည်းရတာမျိုးလေးပေါင်းဖက်ရတာမျိုးလေးကြုံတရင်ကောင်းကြားရတာမျိုးလေးကြုံရတတ်တယ်အဲသာသမီး ရေချားမိချားမှရှိတာမျိုးသာသမိပညာရေးနဲ့ပတ်သက်လာရင်ဝမ်းသာစရာစိတ်ချမ်းသာစရာတည်င်းလေးတွေလည်းကြားရတတ်တော့အပတ်တာကာလအပိုင်ကြာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အအဝေးတနေရာကနေပြီးတော့အခွင့်လန်းကောင်းတည်င်းကောင်းအခွင့်ရေးကောင်းနေရရှိတတ်သလိုမိတ်ဆွေတို့အနေနဲ့မမီအားသောပထမဆက်ပုံကူဆက်တည်းအခုညီထောက်ကူကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒီတစ်ပတ်တာတော့ဒီမှာဘာကိုဖြစ်ဖြစ်အလင်းစလုံးမလုတ်ဖို့ထပ်မှာခြင်းနဲ့အကျိုးပေးသောကဏ္ဍအနေနဲ့၈ကဏ္ဍ၇ကဏ္ဍ သုံးကနန်းတွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောအရာဟာအဝါရောင်အစိမ်းရောင်အကျိုးပေးကံကောင်းစေပါတယ်။ဘာကိုဖြစ်ဖြစ်အလင်းစလိုမလုပ်ပါနဲ့တတိထားစီရင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။မိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကို လှုပ်ဆောင်ဆောင်ရွက်တဲ့အခါမျိုးတွေကြာလို့ရှိရင်နဲ့မိမိတို့နေနေလုပ်ငန်းကိန်းကအလုပ်ကိစ္စတွေကိုပြောဆိုမှုတွေမတော်မီမှာမိတ်ဆွေတို့ရဲ့အောင်မြင်ခြင်းကိုအကြောင်းပြုပြီးတော့ခါကြတော့မိတ်ဆွေတို့အိမ်မှာရှိတဲ့ကြေးစီကလေးတစ်ခုကိုတုံးချက်တီးတီးတီးပြီးတော့နော်အောင်မြင်ဖို့တော့အောင်ပြီးအောင်ပြီးအောင်ပြီးဆိုပြီးတော့ရွတ်ဆိုပြီးတော့သွားရင်လုပ်ငန်းကိစ္စအလုပ်ကိစ္စအစီအပြီးအောင်မြင်သွားမှာအတေချာပဲဖြစ်တယ်အဆက်ဆက်ရရအစီအပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ ီအပိုက်တာတော့ဒီမှာငွေကြေးကအားကောင်းစီပြီးတော့ပြုလို့ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဘာမှမခက်ပါဘူးခလေးငယ်လေးတွေကိုရှိုးကျင်ကျွေးတာမျိုးဝေကန်းတာမျိုးကုတို့လှုပ်ရှင်းပြင်မိတ်ဆွေတို့ရဲ့ညံ့နေတဲ့ကံတွေဟာတိုးတက်ကောင်းမွန်လာပါလိမ့်မယ်အပုံမှန်ဆိုရင်ဆရာတပတ်စာရှော့ရှော့နေတော့အဲတလားစာတွေပဲရိုက်ဖြစ်တော့ဒီတပတ်စာတို့ဆရာအတိတ်ထံနေပါလိမ့်အဲမပြီးတော့ဘူးပြည့်ပြည့်စုံစုံသိကျင်တော့ဆရာရဲ့အဲငါးလပိုင်းတော့မှာတလားစာတွေမှာတွားကြည့်လို့လိုအပ်ပါတယ်ဒါကတပတ်စာဆရာတားရုံနဲ့အာယုံပြုနှမိတ်ဆွဲပေးခြင်းဖြစ်ပါတယ်ဒါကြောင့်တနေ့ဦးလေးသားသူမိတ်ဆွေတွေဟာမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အဲမိမိ ို့အနေနဲ့လိမ္မော်ရောင်နေပါတယ်ကိုအယောင်လိမ္မော်ရောင်ကိုထိုင်ထိုင်မှိုင်းမှိုင်းဖြစ်စေတဲ့အဲအယောင်လေးတွေကိုတတိထားဝစ်စင်သုံးဆွဲပေးပါရတယ်ခင်ဗျာနော်အဆက်ဆက်ရဲ့အစင်ပြီးအောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကို16ရက်နေ့မှာဖြစ်စီ20ရက်နေ့မှာဖြစ်စီလှုပ်ဆောင်ပါရတယ်ဘာကိုလှုပ်လို့မိတ်ဆွေတို့အနေနဲ့22ရက်နေ့နဲ့21ရက်နေ့ကိုတော့တတိထားစင်ရှင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရတယ်ခင်ဗျာယေရှုတင်ပါတယ်တနုံလေးသာသူမိတ်ဆွေတွေအားလုံးဒီအပတ်တာအတွက်ဒီမှာအဆက်ဆက်ရဲ့အောင်မြင်တိုးတက်ကြပါစေခင်ဗျာအဲတေချာတာကတော့ စိတ်သက်တော့မကြပါနဲ့တနင်္ဂနွေတွေဟာရေဘူးအပြင်၅လပိုင်းကတော့ညံ့တယ်လို့တတ်မှတ်ထားလို့ရပါတယ်ခင်ဗျာဒါလေးတစ်ခုကိုလည်းမိတ်ဆွေတို့တတိပေးပြရစီခင်ဗျာအထူးသဖြင့်တနင်္ဂနွေသားသမီးတွေတို့မဟာဗုဒ္ဓတွင်ပွားတို့28ရက်တို့29ရက်နေတို့မိတ်ဆွေများအထူးတတိထားဖို့လိုအပ်ကြောင်းနဲ့ဖြစ်နိုင်ဖို့ဖြစ်ဖြစ်စတင်မလို့ဆောင်မှုလိုအပ်ကြောင်းနဲ့ဆရာက ထက်လောင်းပြောကြားလိုပါတယ်ခင်ဗျယေစုတင်ပါတယ်ဆရာငယ်ပါဆရာငယ်နာပြည်တွေမြေကြီးရင်ခွန်ကိုတုံညာလုံးတုံညာလေးတက်လျှောက် WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မင်းများနိုင်ကြောင်းနဲ့ဆရာ TikTok Messenger မှာဗီဒီယိုမဟောကြောင်းပြောရင်ကဲတနင်္ဂနွေသားသမီးတွေအားလုံးအောင်မြင်မှုအပေါင်းတရဖူးစောင်းကြပါစီခင်ဗျာ